ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဇာဝတန် channel ကနေပြီးတော့ပရိသတ်ကြီးများအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရေပြာအိုင်မှဇလံများစာအုပ်ကိုမဝင်းမြင့်ရေးသားထားပြီးတော့အဒီစာအုပ်လေးတွေကအပိုင်းဆက်လေးတစ်ခုဖြစ်တယ်ရေပြာအိုင်မှရွှေချက်တော်ဆိုတဲ့အပိုင်းလေးကိုပရိသတ်ကြီးများအတွက်ဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးများကလည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလေးလုပ်ထားပေးကြပါအောင်ခင်ဗျာရေပြာအိုင်မှရွှေချက်တော် သူတို့ရွာအကြောင်းကို တမျိုးနယ်မှာလာပြီးရွာရှိကလေးငယ်တို့ပညာရေးကိုဂယူးဆိုင်ရှာသည်ចောင်းဆီယာမတယောက်ကယခုလို စိတ်ဝင်စားစွာမိမြန်ခြင်းလေးလေးဆဆရေးမှတ်ထားခြင်းကြောင့်မခင်ရွှေကို အဖွားကြီးကများစွာခြင်းနဲ့နေသည်မော်တော်ကားလမ်းကတင်ကောသွားပြီးဖြစ်၍စုပြေစီကားခြင်းမရှိတော့သောရွာငယ်ကိုចောင်းဆီယာဖြစ်လာရောက်ပြီးအမှုထမ်းရန်စိတ်ဆန္ဒမရှိကြသောကြောင့်မခင်ရွှေမရောက်မီယခင်အထက်ကလာရောက်တောင်းဝင်ယူသောចောင်းဆီယာများသည့် တည်တည်ကြကြဆွဆွမြဲမြဲမရှိကြကြီးသူတို့နေသူတို့ဟန်ဖြင့်ကြိုးစားကဲ့ရကြသည်တင်သည်ဤရွာเจ้าမှာအလွန်ဆုံးကြာကြာနေလာပါမှာ6လမှ8လများသာနေသည့်အခိုက်တန့်မှာလေကလေးတွေကိုစာတင်ပုံမှာတာဝန်ချေယုံမြတင်ပြီရရွာလူတွေနဲ့ရင်းရင်းနှီးနှီးလဲမရှိကြကြပေရွာသူရွာသားတွေကယူတီလေးစားသောအဖြစ်ဖိတ်ခေါ်ကြိုးမွေးကြသည်ကိုမူစားသည်ရွာเจ้าစိတ်ဝင်စားဟန်ကို လုံးဝမပြခဲ့ကြဘူးပဲ။ ယခုမခင်ရွှေကမူယခင်ကြောင်းစရာတွေအနေအလုံးစန့်ကျင်မဲ့ဖြစ်ရကအဖာကြီးဒီအပေမာလည်းရင်မချိနှက်ဖဲရှိပါမည်နီဘိုးစဉ်ပေါင်းဆက်နေလာခဲ့၍ဇာတိရရွာကိုတန်ရောစဉ်ကြီးလာသောအဖာကြီးဒီသူတွေ့တာမြင်လို့သောသူဇာတိရရွာ၏ဒူးဒူးဆန်းဆန်းအဖြစ်ကလေးများကိုလေးလေးဆဆာစိတ်ဝင်စားပြီးမှတ်တမ်းတစ်ပွဲရေးသားနေသောမခင်ရွှေမီးသည်။တိရှင်သမ ्या တွေကိုပြောပြရမည်ဆိုလျင်မိဒီအခါမြမောပန်းမီမဟုတ်ပေ ဘဘပြောတဲ့အတိုင်းကောင်းစင်တက်ရေးထားပေးပါပြီဘဘဟုမခင်ရွှေကရွတီစွာပြောသည်အေးကောင်းစီကိုဖတ်ပြစမ်းရေးပြအိုင်မရွှေချက်တော့ပါဘဘကောင်းနေကောင်းနေကဲနားထောင်ပြီးတော့ဆရာမလေးဟုတ်ကဲ့ပြောပါဘဘသူပြန်လဲရေးမှန်ရမှာစိတ်စိတ်ငုငုရေးနိုင်ရန်အတွက်တည်တည်ချာချာမှတ်တာရမည်ဖြစ်သောကြောင့်မခင်ရွှေကအဖွားကြီးပြောပြသည်များကို နားဆိုင်ရင်စာဖြင့်ရေးလျင် အစီအစဉ်တက်အောင်မိတို့ရေးရမည်ကိုပါ တလက်စာနဲ့တွေ့ပြီး တူတူဆန်းဆန်းစိတ်ဝင်စားဖွယ်ရာအထုပ်ပတ်တီလေးများထွက်ပေါ်လာရာအဘွားကြီး၏နှကန်းနှလွားကိုကြည်လိုက်သည်အဘွားကြီး၏ပါလျာသောနှကန်းနှလွားအကြားမှစကလုံးလေးတွေ အစီရီထွက်လာလေပြီရေးပြအိုင်ရွာမကိုပါအေးကပထမကမူမိယူပလာလေသမားပင်ဖြစ်သည်သို့သောမော်တော်ကားလမ်းခေကောင်းစဉ်ကရွာသူရွာသားအများသည်လေယာလုပ်ငန်းတွင်ထက်လက်ငင်းမြ мян ငွေရှင်သောမော်တော်ကားလမ်းပြီးမှဈေးရောက်ကြသောအခါ ကိုပါအေးကဈေးတဲ့အလုပ်ကိုစိတ်ဝင်စားသွားသည်တို့ကြောင့်မိဘနဲ့ဇနီးကိုတိုင်မဲ့သည် ကိုပါအေးကဈေးတဲ့အဖြစ်စိတ်ဝင်စားခြင်းမှာငွေရှင်သည့်အကြောင်းများတာမဟုတ်လည်းအလုပ်မှာမိုးရဲလေတဲ့ရှုံရည်ထဲမှာကျွမ်းနွားနဲ့အတူအပင်ပန်းခံရသည်ကိုမလိုလားချေသူစိတ်ပမန်းသည်၍မိဘနဲ့ဇနီးကဈေးရောင်းခြင်းသည်ဆိုသောဆန္ဒကိုကန့်ကွက်ခြင်းမပြုတော့လေမင်းတို့ဇနီးမောင်နှမဲဈေးရောက်မှာကွာငါတို့ကတော့မီယိုးပလာလေလှုပ်ပဲဆွဆွမြင်းမြင်းလှုပ်ပါမယ် ူသောစကားဖြင့်ကိုဘအေးမိဘများက ခွင့်ပြုလိုက်သောအခါကိုဘအေးတို့ဇနီးမောင်နှံသည် မော်တော်ကားလမ်းဘေးတနီယာမှာထမင်းဆိုင်ကြီးကိုဟိမ့်နေအောင်တည်လိုက်ကြသည် အရင်နှင်းမြုံနှံရန်ငွေကြေးအင်အားတောင့်တင်းပြည့်စုံသူများဖြစ်၍ကိုဘအေးတို့ဆိုင်သည် အချားဆိုင်နေထက်ကြီးသည်ဒါနာသည်တန်ရှင်သည်တပည့်လက်သားလည်းစုံလင်သည်ထမင်းဟင်းသာလည်းမဟုတ်မြမယူရအစားစာများဖြစ်သောမဝင်းကားရောအကျော်စုံကျွတ်ကျွတ်ရွရွနှင့်လပည့်အကျံရော မိခဲပေါ်တင်ထားသည့်ပောင်းအိုးထဲမှာအချိန်မရွေးပူနွေးနေသည့်ပဲနိုင်နိုင် အုံသည့်နိုင်နိုင်ကောင်းညှင်းပေါင်းရောစားချင်စပွဲဆုံလင်လာသည့်ဖြစ်ရာရက်နာသမျှခရီးတဲ့တွင်မော်တော်ကားကုန်တင်မော်တော်ကားတို့သည်ကိုပါအေးတို့ဆိုင်ကိုသာအတိမှန်ပြုသလိုဖြစ်နေရကရေများ၍မိုးရွာသလိုဤနေရာမှာစိုက်တဲလိုက်တော့ကိုပါအေးတို့ဇနီးမောင်နှံကမြေကြီးတွေကရွှေအိုးငွေအိုးတွေ့သလိုဖြစ်နေကြသည်ကိုပါအေးရောက်ခမများကလယ်အလုတ်ကိုဖိဖိစီစီလှုပ်၍ငွေကြီးပြေဆုံးသည် ကိုပါအေးကဆိုင်တယ်ပြီးငွေဝင်လမ်းကြောင်းဖျောက်နေသည်ဒုက္ခကိုပါအေး၏တဦးဒီတော်သာအသက်14နှစ်အရွယ်မောင်ဖေချစ်ကကျောင်းစာလည်းမတင်စီးပွားရေးလည်းဝင်မကူပဲငွေကြေးပြည့်စုံသောမိဘဘဝများ၏အလိုလိုက်ကြောင့်ပေါပေါနေပေါပေါစားကအပေါင်းအသင်းများနဲ့လည်းရင်းပတ်ရင်းအချိန်ဖြုန်းနေလေသည်အီမိုတော်ကလမ်းမေးဆိုင်များနဲ့တခုသော အကျော်ဆိုင်ကရေပြအံ့ရွာသူရွာသားများ၏ဆိုင်မဟုတ်ချေတရက်တရွာကပြောင်းလာပြီးအများနည်းတူဆိုင်တဲ့ရောက်နေသော ကိုတင်မောင်ဆိုသူမိသားစုဖြစ်သည်မိသားစုဆိုတော့လေလူများများရှိသည်မဟုတ်ကိုတင်မောင်တို့ဇနီးမောင်နှံနဲ့သားတယောက်သားရှိသည်ကိုတင်မောင်ဤသားနာမည်ကမောင်ငယ်ဟုခေါ်ပြီးအသက်အရွယ်ကမောင်ဖေချစ်နှင့်ရွယ်တူဖြစ်သည် မောင်ဖေချစ်ကိုမိဘဘိုးဘွားတွေပြည်စုံချမ်းသာ၍စာမတင်မဲနေတော့လေမောင်ငယ်ကမူမိဘစင်းရင်ချုပ်တဲ့သည့်အတွက်စာမတင်နိုင်ကြခြင်းကိုတင်မောင်တို့ကလောက်ခိုင်စားတော့ရေးချက်တဲလာတော့ကြောင့်နေရင်ဒေတာကိုစွန့်ခွာက ရေကြီးရမျက်နှာရရှာဖွေရင်းရွှေ့ပြောင်းလာခဲ့ကြသည်တွင်အီရီပြအိမ်ရွာပြီးမော်တော်ကားလဲပြီးမှငွေရှာရလွယ်ဒီကိုမြင်ရ၍မိသားစုသုံးယောက်ရေပြအိမ်ရွာသူရသားတွေဤဈေးဆိုင်အုပ်စုနှင့်ကလန်လန်မှတပတ်ရက်တည်းကလေးချက်ကရဆန်းထိုးပြီးအကျော်ဆိုင်လေးတည်ခင်းကြခြင်းဖြစ်၏အကျော်ဆိုင်ဆိုတော့လေရေပြအိမ်ရွာကန်အကျော်ဆိုင်တွေလိုပဲကောင်းချင်းဆန်းချက်တွန်ဘူးဒီစသည်အရင်နှီးငွေမြုပ်ရမည့်ပစ္စည်းမျိုးကိုမထူထောင်နိုင်ရှာသေးခြင်း ရှိသူမဲ့သူငွေကလေးဖြင့်အစီဝဲသည်ပါရင်ဆွဲဒေအိုးခကြီးကြီးလေးဖြင့်ခွေရရသောထင်ကိုမိပြိုးကအကျော်ဦးတည်ရသည်ကျော်သည့်ပစ္စည်းများကကိုသိန်းမောင်နှင့်တားမောင်ငယ်တို့ရှာဖွေပြစ်ခတ်၍ရရှိလာသောငါးဖာမွေအစရှိသည့်တို့ကိုလက်လက်ဆက်ဆက်တပြတ်ကျော်ထားသောအခါအရက်ရောင်သောဆိုင်ကလည်းရှိနေသည်ဖြစ်သောကြောင့်ကိုသိန်းမောင်ဆိုင်ထွက်အကျော်ကအရက်နှင့်မြည်ရန်ပဏံရလာသည်တို့များသာမဟုတ်ခရီးတယ်တွေသည် ငါးကျော်ဂျိုးကျော်အစရှိသည်တို့ကိုလည်းဝယ်ချမ်းစားတောက်ကြသည်ထို့ကြောင့်ကိုသိန်းမောင်ဆိုင်မှာ အတော်အသင့်အခြေအနေကောင်းလာသည်ထို့ကြောင့်ကိုသိန်းမောင်နှင့်မောင်ငယ်တို့သားဖသည်နေ့စဉ်သူများအသက်ကိုတပြည့်ရမည်အကုသို့အလုပ်ကိုသာကြိုးစားဆောင်ရွက်နေကြရသည်ကျော်ပြီးသားအကောင်နှင့်ကုန်လည်းရင်အကျော်ဆိုင်ကိုတိမ့်ပြီးကိုသိန်းမောင်နှင့်မောင်ငယ်တို့ကလောက်လီညွတ်ကွင်းဒုတ်တိုလန်တန်စသည်တို့ဖြင့်တော်ရဲဝင်ကြရ၏တခါတည်းရန်ယုံတွင်ဖွတ်တွေရလာလျင် ်အကောင်ကြီးတွေဖြစ်သည့်အလျောက်ကုံအောင်အချိန်ကြာကြာထိုင်ရောင်းရသည်ဆိုင်ကုံမူတော်တော်နဲ့မသိမ့်နိုင်ထိုကဲ့သို့သောအခါမျိုးမှာကိုသိန်းမောင်ကဇနီးနှင့်အတူဆိုင်ထိုင်ရန်ကြံရင်ပြီးမောင်ငယ်တယောက်တည်းသာလွယ်ကြီးတစ်လုံးလောက်စလုံးများများလောက်လေးတစ်လက်ဖြင့်ငှက်ပြစ်ထွက်သွားတတ်သည်တနေ့တွင်ကိုသိန်းမောင်တို့သားဖသည်ဗဒတ်တွင်းကိုကံအားလျော်စွာ တွေ့လိုက်ရသဖြင့်ခေပေါက်တွေအလုံးကိုပိတ်ကဗဒတ်တူးသည်တွင်ဗဒတ်တွေတော်တော်များများရလာခဲ့သည်နောက်နေ့ဗဒတ်တွေကြော်ရောင်းရာ လက်မလဲအောင်ရောင်းနေရသဖြင့်ကိုသိန်းမောင်ကဆိုင်ထိုင်နေရပြီးမောင်ငယ်တယောက်တည်းငှက်ပြစ်ထွက်သွားသည်သူတို့သားဖလာလည်းရင်ပြစ်တက်ကတ်တက်ဒီကိုတရိษံမင်းဖြစ်တော်ညာလေအမြင်တွေ့များ၍အမတ်တညာရှိနေသောငှက်များသည်မောင်ငယ်လာဒီကိုအဝေးကမြင်လင်မင်းအချင်းချင်းတရိပ်ပေတလန်တကယ်သူဘာသာဘာဝစူညံစွာမြည်ကြွေးပြီးဝေးရာကို ပြန်ပြေးကြသည်ကြံရစ်သောငှက်များကလည်းအတန်အပြည့်မလုံရှာပဲငြိမ်ဝှက်စွာနေကြလာမသည်ငှက်တွေအရေးရောင်ကို တကောင်တမီမှမတွေ့ရပေတော်ထဲမှာအချိန်ကုန်ကန်ကလှဲ့ဖက်ရှာဖွေပါတော့လေဘာကောင်မှမရတော့ကမောင်ငယ်စိတ်တူလာသည်ဖခင်ဤအစဲဆိုအချိန်မောင်ခံရမည်ကိုလည်းစိုးရင်လာသည်ကိုသိန်းမောင်သည် နေထိုင်စားတော့ရေးစီးပွားရေးအဆင်မပြေသူတို့အများအပြားဖြစ်လေဖြစ်တာရှိတော့စိတ်တဘောမျိုးအတိုင်းထစ်ခနေဆိုအမြတ်ဒေါသထွက်လွယ်သည်ယခုဆိုဘာကောင်မှမရပဲပြန်လာရသည့်အခါမျိုးဆိုလျင်ဒါကိုစဲမယားကိုမင်းဖြင့် စိတ်ဆင်းရဲစရာဖန်တီးတတ်သည့်လူစားမျိုးဖြစ်၏ထို့ကြောင့်မောင်ငယ်သည်ဂျိုးစားရှာဖွေကတပင်ကြီးတွေပေါ်တမော်မော်တပင်အောင်တငုံငုံလာခဲ့ရမှာတကိုင်းတကိုင်းပေါ်မှာနားနေတော့လှပသည့်ချက်တော်ကြီးတကောင်ကိုတွေ့လိုက်သည်ချက်တော်ကြီးကပုံရှိုးခွေရှိုးဖြင့်ညင်သာစွာလာနေသောမောင်ငယ်ကိုမြင်ဟန်မတူကြဤနေရာကိုမောင်ငယ်တကားမြမရောက်ဘူးသေးခြင်းယနေ့မှလက်ရှိတက်တက်မပြန်လို့၍တရရွေနေကြံကဤနေရာရောက်လာခဲ့ခြင်းဖြစ်သည် ယခင်ကဘေကင်းရန်ကင်းနေရာပြည့်ဟန်တူသည် ထိုကြောင့်သာလျင်ချက်တော်ကြီးသည်အေးအေးဆေးဆေးတက်ကိုင်းပေါ်မှနားနေခြင်းဖြစ်သည်မောင်ငယ်သည်ချက်တော်ကြီးရှိရာဘီယူတဆိုင်ကြည့်လိုက်၏ချက်တော်ကြီးတကောင်နေမဟုတ်သူတို့ချက်တော်တွေအုပ်စုဖွဲ့နားနေသည်ကိုယခုမှမောင်ငယ်မြင်သည်မောင်ငယ်ကဝန္တာအာရပထမဆုံးတွေ့သည့်ချက်တော်ကြီးကိုပြချလိုက်၏ချက်တော်ကြီးကလည်းပြန်တော်မီဟန်ဖြင့်အတောင်ကိုအဖြစ်မှမောင်ငယ်၏လောက်လေးမှပြင်းထန်သောအချိန်ပြင်းထွက်သွားသော မာကျော်သည့်လောက်စလုံးသည်ကျက်တော်ကြီး၏တောင်မှတစ်ဖက်ကိုမိမိရရကြီးထီမှန်ကကျက်တော်ကြီးသည်ဘာသာဘာဝစီစီညံညံအောင်မြင်းကြီးညူရင်းတစ်ပင်အောင်မြင်ပြင်ပေါ်သို့ကြာလာသည်မောင်ငယ်ကနောက်တစ်ချက်လောက်လေးကိုပင် မလွတ်ရသေးမီဒံရရသောကျက်တော်ကြီးအတန်းကြောင်းကျက်တော်အုပ်ကြီးကလှင်မြန်စွာတစ်ကိုင်းတစ်ပင်အယူချားသို့ပြန်ပြေးပြောက်ွယ်ကုန်ကြသည်မောင်ငယ်သည်ဒံရရသောကျက်တော်ကြီးကိုများစွာစိတ်ဆိုးသွားသည်ဒင်းကျင်းချင်းမသေးပဲအတန်းပေးလို့ အခြားကောင်တွေလုကုန်သည်ဟူသောဒေါသဖြင့်ချက်တော်ကြီးကို ကောက်ယူကန်ညှကလွယ်အိတ်ထဲသို့ကြမ်းတမ်းစွာထိုးသိမ်းထဲလိုက်သည်။နာကျင်ရှာလွန်၍အော်ဟစ်ညင်ညူသောချက်တော်ကြီးအတန်ကစူးစူးဝါးဝါးရှိလာသည်။အချိန်ကလည်းနေဆောင်လာပြီဖြစ်ရာမောင်ငယ်သည် သူလာခဲ့သောခရီးတော်တော်ဝေးကွာကြောင်းပြန်လည်တွေးမိသည့်အတွက်တားငှက်ကိုဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲစိတ်ညစ်စွာပြန်လန်းကိုလှည့်လာခဲ့သည်။အဖေကတော့ဆဲတော့မှာပဲ။မနီယံပဒတ်တွေရောင်းလို့မကုန်သေးရင်တော့တော်ပါသေးရဲ့။ ဒီနေ့တနေ့တည်းရောင်းလို့ကုန်သွားရင် မနှက်ပြန်က ရောင်းစရာမရှိတော့ဘူးအဲ့လိုဆိုရင်ငါရောအမေရောတတ်တာမှမဟုတ်ဘူးအစူဆဲခံရမှတေချာနေပြီစသည်ဖြင့်ဖြစ်လာမည့်အရေးကိုတွေးကစိတ်ညစ်စွာပြန်လာခဲ့သောမောင်ငယ်သည်ဒေါ်အောင်မထက်၍တစ်ပင်ငယ်ချုံမုံငယ်များရှိသည့်နေရာရောက်သောအခါတငယ်ချင်း၃လျောင်းနှင့်အတူစူးစူးညံ့ညံ့စကားပြောလာသောမောင်ဖေချစ်တို့ကိုစုံမိလေသည်ဟေ့မောင်ငယ်ဒီနေ့ဘာကောင်းနေရလာလဲဟေ့မောင်ဖေချစ်ကစတင်နှုတ်ဆက်ရင်း ။မောင်ငယ်ဤလွယ်ဤကိုလှမ်းကြည့်သည်။တောင်ပန်းတစ်ဖက်ကျုပ်ဖြင့်ဝေဒနာခံနေရရှာသောကျတော်ကြီးကို လွယ်ဤထဲတွင်လှုပ်နေသည်ကိုမောင်ပေချစ်တွေ့ရသည်။ဘာကောင်လဲကွ။ပြောပြောဆိုဆို မောင်ပေချစ်ကလင်းမြန်သောလက်ဖြင့်လွယ်ဤကိုဆွဲယူကြည့်လိုက်။ဟာကျတော်ကြီးမတည်သေးဘူးဟဲ့။ပြောပြောဆိုဆိုမောင်ပေချစ်ကလွယ်ဤထဲကကျတော်ကြီးကိုဆွဲထုတ်ယူလိုက်သည်။တောက်ပဆိုပြီးညရီစံထားပြီးတော့အမွေညီညီတွေ့တွေ့ပဒမြားတွေလိုကောက်ကွေးသောနှုတ်သည်ဖြင့်ချစ်စရာ တနာစရာကောင်းလာသောကြတော်ကြီးသည်လောင်လေးတန်ကြောင့်ကျိုးနေသောတောင်မတစ်ဖက်ကတွဲလဲကြပြီး သူ့ကိုတက်လီမိလားဟုစိုးရင်ရှာဟန်တူသည်ကြီးလဲ့သောမျက်လုံးကလေးကိုပုတ်ခတ်ပုတ်ခတ်ဖြင့်မောင်ဖေချစ်ကိုအတနာခံနေပြီးတကယ်တို့ကြည်နေရှာသည်အတော်မှကျိုးနေပြီကိုကတနာပါတယ်ကွာမနှပြန်စိုးမင်းတို့စီရိုးတဲ့ထဲတော်မှာငောက်ရောက်ပါလားမောင်ဖေချစ်ကကြတော်ကြီးကိုယူရညှက်သားစွာပွေပြီးရင်ဝင်မှာကတ်ထားသည်ကြတော်ကြီးသည် လူဘဝကိုနီးစပ်သောတရိษံပြစ်ဟန်တူသည်ကျင်နာရွရသော မောင်ပေချစ်လက်ထဲမှာအော်ဟစ်ရုံးကန်ခြင်းမပြုဘဲရင်ငွေကိုမှီပြီးငြိမ်နေသည် မင်းဘလောက်ပေးမလဲမောင်ငယ်ကမေး၏မောင်ပေချစ်ကသူ့အိမ်ထဲ၌ကြည့်ပြီးဒီနေ့မှငမို့ဘိုးကကုံသွားလို့ပတ်စံသုံးများပဲကျန်တော့တယ်ကွာမင်းအလကားရလာတဲ့ချက်တော့ပဲသုံးများနဲ့ရောင်းသွားတော့ခုပြောကအိတ်ထဲကျန်နေသူရေးပတ်စံခြေပြသုံးများကိုထုတ်ပေးလိုက်သည်မောင်ငယ်ကလုံးဝမကျေနပ်ပေဟေ့ မင်းဒီလိုအပားတင်လုံးပဲရမလဲဒီတရဝါကိုဒုဆိုင်မှာကြော်ရောင်းရင်တကောင်ကိုအ ਨੇ ဆုံးတတ်မှတ်ရတယ်ကွာသုံးရနဲ့တော့မရောင်းနိုင်ဘူးပြောပြောဆိုဆိုမောင်ငယ်ကစက်တော်ကြီးကိုပြန်လူရန်ဟန်ပြင်းလျင်မေမောင်ပေချစ်ကကပြကတိနောက်ဆုံးလိုက်ဤတနာပါတယ်ကွာမတက်ပါနဲ့သုံးရနဲ့မင်းမကြည့်နိုင်ရင်ပတ်စံတမူးထပ်ပေးမယ်ဆိုင်ရောက်တော့လာယူလက်မင်းပြေးနိုင်ရင် အခုပေးလေဒါတော့အခုတင်ကသုံးရနဲ့ပေါင်းမှဆက်တပြားပဲရမှာဆိုင်ရောက်မှလာယူမယ်ဆိုရင်မေးပေးချင်တာပဲပြီးတော့မှာငါပေးမယ်လို့ပြောနေမှာပဲ အိုးနားမလည်ဘူးကွာပစံအခုပေးနိုင်ပြီပစံမပိုင်ငါချက်တော်ထားခဲ့မောင်ငယ်ကပြောပြီးရှေ့တူလာသည်မောင်ပေချက်ကချက်တော်ကြီးကိုငုတ်ကြည့်လိုက်ကြီးလဲ့တော်မြန်လုံးကလေးကလေးကလေးဖြင့်မောင်ပေချက်မျက်နှာကိုချက်တော်ကြီးကမော်ကြည့်နေသည်မောင်ပေချက်သည်ချက်တော်ကြီးကိုရှစ်လဲချက်တနာလဲတနာလာသည်မောင်ငယ်ဤရက်ဆက်တော်စိတ်နှင့်ပစံကိုကတိကတက်တွက်ကမယုံကြည်တတ်သောသဘောကိုအမြင်ကပ်လာသည်သို့သော ရင်ငွေထဲမှပိုက်ထားသည့်တနာစရာကောင်းသည့်ချက်တော်ကြီးကို တည်လို့စီတော့ဆန္ဒမရှိကဲစဲလို့တော့ဆန္ဒသာရှိနေသည်ကဲကွာမင်းကြော်ပြီးသားရောက်ရင်တကောင်တမတ်ရတယ်ပြောတဲ့အတိုင်းငါတမတ်ပဲပေးပါမယ်ကွာမင်းတို့စီကုံထင်းကုန်တတ်တာလို့ပို့တော်မြတ်မယ်မလားမောင်ပေချစ်ကတောင်းတမပန်းပြောလိုက်သည်မင်းပတ်စံတမတ်အခုပေးမှာလားခက်ပါပြီမောင်ငယ်ရဲ့အခုသုံးများပဲပါတယ်အဲ့ဒါပဲယူထားလိုက်နောက်ထပ်ပတ်စံတမတ်အပြည့်ငါထပ်ပေးမယ်ငါမယုံရင်မင်းအခုတပါးလေးလိုက်ခဲ့လေမလိုက်ဘူးကွာမလိုက်ဘူးမင်းကဟာကိုပေးမလားမပေးဘူးလား ။မောင်ငယ်ကခခကြီးကြီးညင်းသည်။မောင်ပေချီဤဖခင်ဓမင်းဆိုင်ကိုမောင်ငယ်မလိုက်သည်မှာအကြောင်းရှိသည်။မောင်ငယ်တို့မိသားစု အားကိုးရမယ့်ရောင်းလေလေဖြင့်ရောက်လာစဉ်ကဇီယောင်ကောင်းနေသောကိုပါအေးကသူ့ဆိုင်မှာတပည့်လက်သားစုံလင်၍လူမလို့သောညာလဲမောင်ငယ်တို့မိသားစုကိုတနာသဖြင့်ကိုသိန်းမောင်ကိုထင်းခွဲရေခတ်ကိုသိန်းမောင်၏ဇနီးကို ပကံစီအိုစီစသည်ဖြင့်ရှီရင်ဆွဲလူကိုကိုကြီးလုတ်ကင်စီပြီးမိသားစုသုံးဦးလုံးကိုထမင်းကျွေသည်အဝေဖို့ မဟုတ်ဘူးတင့်လျော်တလို့ပေးသည်ကိုပါအေးကစိတ်စည်နနာ ကောင်းကောင်းထားပါလျက်နဲ့မောင်ငယ်ကလေ့ရင်လေ့တလို့ပတ်စံကိုခိုးနိုင်တတ်သည်မျက်စီပြေတက်အမြင်သူများကပြော၍ကိုပါအေးက ဆုံးမရန်တိုင်လျင်ကိုသိန်းမောင်ဇနီးမောင်နှံကတားကိုမဆုံးပါချေကာကွယ်ဖုံးဖီပြောသည်မောင်ငယ်ခူးတီကိုမြင်တော်သူအားဆဲဆိုရင်ထောင်သည်ကိုပါအေးလစ်လျင်ရိုက်မောင်းပုံမောင်းမေလှုပ်သည်ထိုအခါကိုပါအေးတပည့်များကကိုသိန်းမောင်မိသားစုကိုဆက်ပြီးလက်ခံထားလျင် သူတို့အလုံးမလုံလို့တော့ကြောင်းအတိအလင်းဖွင့်ပြောကြသည်အကြောင်းသည့်ရင်းနှီးပြီးသောယုံကြည်စိတ်ချရသော တပည့်များကမူကိုပါအေးကလက်လွတ်မခံတော့ပဲကိုတင်းမောင်တို့မိသားစုကိုနှင်ထုတ်လိုက်လေသည်ကိုတင်းမောင်မိသားစုကကျေးဇူးရှင်ကိုပါအေး၏စိတ်စေတနာကိုအားလုံးမပြောက်ကသူတို့ကိုနှင်ရန်လေခြင်းဟုအနာကြီးနာသွားကြလေသည်ကိုပါအေးတပည့်များကလည်းဤတကူမိသားစုဆံရဲကိုနင်းလျင်ရိုက်လို့မည်ဟုတေးထားကြသည်ထို့ကြောင့်ကိုတင်းမောင်ကသူတို့အကြော်တဲကို ဝေးဝေးမှတော်တဲကြခြင်းဖြစ်သည်အတက်ရွယ်ကမောင်ဖီချင်းနှင့်ရွယ်သူဖြစ်လင်ကစားမောင်ဖီချစ်တဲ့အဆများစွာတာလွန်၍လေပတ်ပါနဲ့သောမောင်ငယ်ကလည်းသူ့အနေကိုသူမြင်သည့်ကြောင့်ကိုပါအေးတို့ဆိုင်နာကိုမတော်ချေထို့ကြောင့်ခခတီတီငင်းငင်းဖြစ်သည်မောင်ငယ်ကချက်တော်ကြီးကိုပြန်တောင်းရင်းမောင်ဖီချစ်ကိုထိုးမိရမ်းမိဟန်မျိုးပြင်လာသောအခါမောင်ဖီချစ်တငယ်ချင်းများကခံပြင်းလာကြသည်မပြီးတော့မင်းကဘာလို့ချင်တယ်လဲဟူ၍လည်းကောင်းမင်းချက်တော်ကိုအလကားယူတာမဟုတ်ဘူး ပဆန်ပူပေးရတာနဲ့လူဘာဝလို့ခူးရီ၎င်းတယောက်တခွန်ဝိုင်းပြောကြတော့အခါမောင်ငယ်ဒီဝိုင်းပြောတော့တငယ်ချင်းတွေကိုစိတ်မဆိုးပဲသူတို့မိသားစု စိတ်နာရင်းဆွဲဖြစ်တော့ကိုပါအေးဤသားမောင်ဖင်ချစ်ကိုသာမဲလီသည်လက်ထဲမှာကန်လျက်သားရှိနေသောတုတ်တို့ဖြင့်မောင်ဖင်ချစ်ကိုလှမ်းရိုက်တော့အခါတတိထားနေသောမောင်ဖင်ချစ်ကရှောင်းလိုက်သဖြင့်မထီကြီးအတောင်ကျိုးနေ၍မပြန်နိုင်တော့သောချက်တော်ကြီးကိုတငယ်ချင်းတယောက်ထံလှမ်းပေးပြီးမောင်ဖင်ချစ်ကမောင်ငယ်ထံလှည့်မြန်စွာဝင်ပြီးလက်သည်ဖြင့်ထိုးသည် ။သို့သောမောင်ဖေချစ်တဲ့ဗလာကောင်သောမောင်ငယ်ကိုမနိုင်ပဲဖြစ်နေသောအခါမောင်ဖေချစ်တငယ်ချင်းများကမောင်ဖေချစ်ဘက်ကကူညီကြသည်။ချက်တော်ကြီးကိုလွရာချထားပြီးမောင်ငယ်ကိုဝိုင်းရိုက်ချထိုးကြသည်။သူတယောက်တည်းဖြစ်နေ၍မနိုင်တော်မှန်းသိသောမောင်ငယ်သည်ငိုပြီးလက်လွတ်ထွက်ပြေးလေတော့၏။ကျွန်တော်ဖမ်းမိလာတဲ့ငှက်တွေကို ဖေချစ်တို့လူစုကလွယူပြီးရိုက်လွတ်တယ်။ဖူးရောင်ညုံမဲသောတန်ရတန်ချက်တွေနဲ့ငိုယိုတန်ကြသောသားချင်းမောင်ငယ်ကိုပြုစုယူရရင် ကိုသိန်းမောင်တို့ဇနီးမောင်နဲ့အန်တကြိတ်ကြိတ်ဖြစ်နေကြသည်မောင်ဖေချစ်တငယ်ချင်းများအိမ်မိဘတွေကလည်းကိုပါအီရိုနဲ့ခင်မင်းသည်ရက်စွေရမျိုးတရွာတဲ့သားတွေဖြစ်ရကကိုသိန်းမောင်တို့ဇနီးမောင်နဲ့သည်ရင်ဆိုင်အန်တူရန်အင်အားချင်းကမမျှရှာပေတင်းတို့နိုင်တော့လှုပ်လိုက်ကြပါကွာဤစကားတစ်ခွန်းကိုမမျိုးသိမ့်မချုပ်တီးနိုင်အောင်အမြတ်ထွက်နာကြည့်နေတော့ကိုသိန်းမောင်နှုတ်မှပွင့်ထွက်လာသည်ကိုအချို့သောသူများကကြားလိုက်မိကြသည်ထိုအရေးခင်းဖြစ်ပြီးတလမြအကြဝဲ ကိုသိမ်းမောင်တို့မိသားစုသည်အကျော်တဲလေးကိုဖြတ်သိမ်းကရေပြအံရွာနယ်နိမိတ်မှရွှေ့ပြောင်းထွက်ခွာပျောက်ကွယ်သွားကြလေသည်နှစ်နှစ်များရှိသောအချိန်သည်အလုံးနှင့်လက်မပြတ်သူ ကိုပါအေးတို့မိသားစုဖို့ဗာမျှကြသည်ဟုမထင်လိုက်ရချေဤအချိန်မှာကိုပါအေးဖခင်ကတည်ဆုံသွားသည်လက်မြေတွေကိုဦးစီးစီမံရန် ကိုပါအေးတာဝန်ဖြစ်လာသည်ကာလန်ဘေးထမင်းဆိုင်ကအမျက်ငွေတွေကလည်းလုံးလုံးခက်ခဲရရှိထားပြီးဖြစ်တော့ကိုပါအေးအဖို့ လေသီးစားချကအေးအေးဆေးဆေးပင်နေတော့မည်ဟုစိတ်ဆုံးဖြတ်လိုက်၏။သမင်းဆိုင်ကိုဖြုတ်ရန်ဆန္ဒဖြစ်လာခြင်းမှာအခြားတနေရာမှာမော်တော်ကားလမ်းအသစ်ပေါက်ပြီးဆန်းသက်သွားလာနေပြီဖြစ်ရာရွာနာကလမ်းဟောင်းသည်တဖြည်းဖြည်းခြောက်သွေးတင်ကောလာတော့မည်ကိုစဉ်းစားမိတော့အချက်ကလည်းရှိသည်။ထို့ကြောင့်ကိုပါရီကသမင်းဆိုင်ကိုရုတ်သိမ်းပြီးတပည့်ဟောင်းနေကိုလင်မြေဘက်သို့အလုပြောင်းပေးလိုက်၏။ဤနှစ်နှစ်မြောက်သောအချိန်တွင်ဝဲကျိုးနေသောတောင်ပံကိုစေကူပေးပြီး ချစ်ခင်ယူရစွာမွေးထားသောချက်တော်ကြီးကကိုပါအေးတို့တိမ်သားလုံးနဲ့တန်ရောစင်တွေကရင်ပါခင်မင်းနေလေသည်လူစကားကိုလည်းတွက်လက်ချက်ချွာပိသားစွာပြောတတ်ဆိုတတ်နေပြီဖြစ်၏စိတ်ကုပေးနေခြင်းကပင် ကိုပါအေးကအတောင်နေပြန်ကောင်းသွားရင်မညက်ပါနဲ့သားရဲ့ပြန်နိုင်ရင်ပြန်သွားပါစေသူ့စီသူမျိုးသူ့ဘဝနဲ့သူပြပြပွားပွားပြန်နေဖို့လွတ်ပေးလိုက်ပါတနာပါတယ်ဟူသောစကားအတိုင်းစိတ်ကုပေး၍အတောင်တေချာစွာကောင်းသွားသောအခါချက်တော်ကြီးကိုလှောင်မထားပဲ ပြန်ရင်ပြန်ပါစေဟုလွတ်ထားလိုက်ကြသည်သို့သောကြတော်ကြီးကမပြန်ပဲအိမ်ထုတ်တန်းပေါ်မှသာနေတော့ခါမောင်ပီရှိကကြတော်ကြီးကိုစကားတင်နေကြတော်ကြီးစကားတက်လာတော့ခါအိမ်ဆောင်တူလိုဖြစ်နေဘာကြီးရေဖီရှိလျှောက်လည်နေတာပြန်မလာသေးဘူးဟဲ့ဟူရေး၎င်းစွန်းတော်ကြလာပြီဟူရေး၎င်းဧည့်သည်လာနေတယ်ဟူရေး၎င်းဟဲ့ခွေမိဘူတဲ့ခွေးဝင်နေပြီဟူရေး၎င်းတကြီးမင်းကြွလာတယ်ဟေ့ဟူရေး၎င်းကိုပါအေးတို့အိမ်သားများဖို့ များစွာအဖို့ရနေတော်သည် ကိုပါအေးမောင်ပီချင်းနဲ့တကွာတအိမ်သားလုံးကချက်တော်ကြီးကိုချစ်လိုက်ကြသည်မှာတွေ့တာရင်ချာအိမ်သားလူတယောက်လိုသဘောပိုက်ထားကြသည်ချက်တော်ကြီးကြိုက်တဲ့စားတတ်သည့်အစာကို အရှင်ပဲဝယ်ကျွေးထားကြသည်ဤသို့ဖြင့်ကိုပါအေးတို့မိသားစုနှင့်ချက်တော်ကြီးအတူနေခဲ့ကြသည်မှာနှစ်နှစ်ကျော်များအကြာဝယ်ချက်တော်ကြီးသည်တောင်းတောင်းပန်ပန်စကားတခွန်းပြောလေသည်ဘာအေးရေငါတော့တဲ့လျှောက်လေခြင်းနဲ့တွားမယ်နော်နေပြမလာတော့ဘူးလား ကိုပါအေးကစိတ်မကောင်းစားဖြင့်မေးသည်ငါပြန်လာခြင်းနဲ့ခါတော့ပြန်လာမယ်လေနင်းနှင်းနေနေရကြားလာပြီငါပြင်းနေရှောက်လဲခြင်းနဲ့နင်းဘလောက်ကြာကြာလဲမှာလဲနင်းပြန်မလာရင်ဒုတ်တိန်သားလုံးကိုမနော်ဖေချစ်ကနင်းမလာရင်တည်လိုက်မယ်အေးပါဟဲ့ငါပြန်လာပါမယ်၄ရက်၅ရက်ပေါ့ချက်တော်ကြီးဒီသူတို့ဘာသာဘာဝတော်ရိပ်တောင်းရိပ်ပြန်ခိုးကမြို့တူတော်ဘာအချင်းချင်းပြန်လည်ဆုံတွေ့ခြင်းရှာပေးလိမ့်မည်ဟုကိုပါအေးတို့အိမ်သားတွေကစာနာစွာတွေးပြီးချက်တော်ကြီးကို ပြန်ခွင့်ပေးလဲကြသည်ငါပြန်လာမယ်ဖေရှင်ငါပြန်လာမယ်ချက်တော်ကြီးကနှုတ်ဆက်စကားဆိုပြီးတောင်မန်တစ်ဖြက်ဖြက်ခတ်ကပြန်ထွက်သွားလေသည်ချက်တော်ကြီးထွက်သွားသည်မှာမနှက်စွန်ခံပြန်ချင်းဖြစ်သည်အိမ်သားတယောက်ယော့သွားသလိုကိုပါအေးရိုးစိတ်မှာထင်ကချက်တော်ကြီးကိုလွမ်းဆွတ်အောင်မိနေကြသည်သို့တော့ညနေ9နာရီနေဝင်လူဆယ်ဆယ်အချိန်ဝယ်ချက်တော်ကြီးသည်မမျှော်လင့်မဲပြန်ရောက်လာတော့အခါကိုပါအေးရိုးအိမ်သားတွေဝမ်းသာလိုက်ကြသည်ဖြစ်ချင်းချက်တော်ကြီးက အိမ်ထဲကိုလင်းမြန်စွာပြန်တန်းဝင်ရောက်လာပြီးကိုပါအေးပခုံးပေါ်မှာနားလိုက်သည်။ငါပြောတာနားထောင်စမ်း။ငါပြောတာနားထောင်စမ်း။ချက်တော်ကြီးစကားကြောင့်အိမ်သားတွေအံ့အားတင်သားကြသည်။ချက်တော်ကြီးကရေးကြည့်တုတ်ပြပြောပြ၏။မနေ့ကငါပြန်သွားတယ်။တောအုပ်ထဲရောက်တော့ညောင်မင်းကြီးတပင်ကအကိုင်းမှာ အမောင်းပြေနားနေခိုင်းလူတစုညောင်မင်းကြီးအောက်ဝင်လာကြတယ်။သူတို့မှာဓာရီလန်တွေကိုညောင်မင်းကြီးမှာထောင်းနေ။အရက်တွေစားစရာတွေကိုဓာရီနဲ့တူထားတယ်။မိထွန်ကြတယ်။နောက်ပြီး တို့ဒီနေ့ညဓမြတိုင်ရာမှာအောင်မြင်ဖို့အရှင်ကြီးစောင့်ရှောက်ပါဆိုပြီးရောင်မင်းကြီးကိုရှိခိုးကြတယ်။တို့ဓမြတိုင်မြေအင်ရှင်နေနာမည်ကိုရောင်မင်းကြီးကိုရှိခိုးရင်းပြောနေကြတော့ငါကညောင်ကိုင်းပေါ်ကကြားလိုက်တယ်။ဘာရေးအိမ်ပါတယ်။နောက်ပြီးတခြားအိမ်နေလဲပါသေးတယ်။ငါကတော့ဘာရေးနာမည်ပဲတေချာမှတ်လာခဲ့တာ။ဒီညဓမြတွေလာတိုက်လဲမယ်။ကျတော်ကြီးစကားကြောင့်အလုံးထိတ်လန့်စိုးရင်ကုန်ကြသည်ပစ္စည်းတိမ်သူကတိမ်တကြီးအိမ်ပြည်သူကပြည်ဖြင့်ရွာသူရွာသားတွေအမြန်ဆုံးလူစုက ကာကွယ်ရေးအစီအစဉ်တွေကပြကတိလှုပ်ရှားရသည် မိမာရီကလေးတွေနဲ့အဖိုးတန်ရှင်ငွေပစ္စည်းများကို လုံခြုံရမှာအကာအကွယ်လုံလုံခြုံခြုံဖြင့်ထားကြရသည်တန်ဆန်းဖြက်လက်သောအရွယ်ကောင်းယောက်ျားများကဒူလီဓာလန်ခရင်ကမိန်ဝရင်တို့စသည်များဖြင့်ရွာပတ်လေကင်းမုံချကဓမြနေလာလျင်မိတို့အချက်ပေးပြီးမိတို့ဝိုင်းဝန်းကာကွယ်ဖန်ဆီးကြရမည်ကို တေချာစွာစီဝါရိုက်ပြီးလင်းလင်းမြန်းမြန်းစီစဉ်ဆောင်ရွက်ကြသည်ဖြစ်ရာ ညနေ9:00နာရီလောက်မှာစက်တော်ကြီးကတရင်ပေးသည်ညဦး9:00နာရီခန့်တွင် အားလုံးနေရာတကျချီတင်ပြီးဓမြတွေကို အသင့်စောင့်ကြိုနေကြပြီဖြစ်သည်စက်တော်ကြီးကကိုပါအေးအိမ်ထုတ်တန်းပေါ်ဝဲသူတကိုစာကိုမောကြည့်ပြီးမမြင်ရအောင်ဒေါန့်စုံကြမှာငိန်သက်စွာဝင့်နေရှာသည် လူသူလေးပါမတွေ့မမြင်နိုင်သည့်တောအုပ်ထဲကညောင်ဝေးမှာနှက်တင်လာခဲ့ပြီးဖြစ်သောဓမြတစုကည9:00နာရီခန့်တွင်ရွာနာကပ်လာကြသည်လမ်းမရက်ဖြစ်၍အမောင်တို့ကကြီးစိုးနေလင်းကစား ကြိုတင်ဆောင်နေသောရွာသားများ၏အမောင်ကျင်သားရပြီသည့်မျိုးလုံးများကဓမြများလာနေကြသည်ကိုကောင်းစွာမြင်နေရသည်ဓမြများကအလုံးခုနှစ်ယောက်ဖြစ်သည်တေအောင်တို့မတက်ကြနဲ့ကွာလက်ရအရှင်မိအောင်ဖန်ဆန်းဒါမှသူတို့အဆက်တွေတွေစုံစမ်းလို့ရမယ်ဟူသောရွာတကြီးမင်း၏မာချချက်အရာဒူးလေးပြည့်လက်ဖြောင်းသောရွာသားတွေကညမိုးရွာချလိုက်ကြသည်ဤဖြစ်ပျက်မျိုးဖြစ်လိမ့်မည်ဟုလုံးဝမမျှော်လင့်သောဓမြများကရွာဝကိုခြေချယုံများရှိသေးသည် ပြည်သူနေရကရောက်လာမှမသိရတော့များတွေက ပခုံးလမောင်းပေါင်ခြေစလုံးတွေမှာတကူသုံးလေးစင်းလာဆိုင်လိုက်တဲ့အတွက်အချို့ကချက်ချင်းပင်မျက်မှန်ဒီနေရမှာလဲသည်အချို့ကထွက်ပြေးသေးသည်သို့တော့ဝေးဝေးမပြေးနိုင်ပဲလဲကြသည်ဓမြခုနှစ်ယောက်လုံးဒူးလေးမိပြီးမပြေးနိုင်ပဲလဲနေတော့လေသူတို့ရှိရာကိုရွာသားတွေကမတော်ကြမကက်ကြကြီးသူတို့လက်ထဲမှာမိသည့်လက်နက်မျိုးရှိနေဒီကိုမသိနိုင်သေးပဲအရန်မတော်ဝင်ကြ မနမိုးလေးနေသည်တညာလုံးဒုက္ခခံကအမောင်ထဲမှာပင်စောင့်ကြည့်နေကြရသည်မနမိုးလေးသောအခါမှာ ထုံအိုးမဲမင်းနေစသည်တို့ဖြင့်မျက်နှာကိုရုပ်ဖြတ်ထားသောဓမြခွန်နေရောက်သည်ဒူးလေးတညာတွေဖြင့်ပြော့ခွေနေသည်ကိုတွေ့ရသည်သူတို့လက်နက်တွေကိုသိမ်းပြီးဓမြတွေကိုလဲဖြစ်တင်ကမြို့သို့ယူလာခဲ့ကြသည်ရဲဌာနအပ်ပြီးအမှုဖွင့်တိုင်ကြရသည် ထို့အခါထုံအိုးမဲမင်းနေများဖြင့်မျက်နှာကိုရုပ်ဖြတ်ထားသောဓမြများကို ဇာတိရုပ်ပေါ်အောင်ရဲများကစေးကြောတန်းဆင်လိုက်သောအခါမှဓမြကောင်းဆောင်ဖြစ်သူသည်ကိုတင်းမောင်ဖြစ်နေသည်ကိုတွေ့ရ၏ဟုတ်တယ်ဓမြတိုက်ဖို့ကျုပ်ကောင်းဆောင်လာခဲ့တယ်ဘာအီတို့မိသားစုကကျုပ်တို့ကိုအရက်ခွဲအောင်နာကြည့်အောင်လှူထားလို့ဒင်းတို့တအိမ်သားလုံးကိုလက်စားချိမယ်ဒင်းသားရဲ့တငယ်ချင်းမိဘတွေအိမ်တွေပါဓမြတိုက်လက်စားချိမယ်လို့ကျုပ်ကြံစီခဲ့တာကျုပ်ယောက်ျားပဲလူရဲရင်ခံရဲတယ်တခုပဲကျုပ်စိတ်ထဲမှာမကျေနပ်တာအဲ့ဒါကဘာအီလူတိုက်ကိုဘသူတရင်ကြိုပေးထားတယ်လဲဆိုတာပဲ အခြေခဲကြီးလာသောကိုတင်မောင်ကခက်ထန်တင်းမာသောလေတံဖြင့်ပြောင်းချက်ပေးသည်ထို့အခါမိတို့ဂျိုတင်တရင်ရာကြောင့်မိသူတရင်ပေးကြောင့်ကိုပါအေးကအစစ်ခံရပေမည်လူစကားပိပိတတပြောဆိုအစစ်ခံနေသောချက်တော်ကြီးကိုရုံမှအမှုနာထောင်သော ပရိသတ်များရော တရားသူကြီးရော များစွာသဘောကျနေကြသည်ကိုတင်မောင်ကချက်တော်ကြီးကိုကြည့်ကာအန်တကြိတ်ကြိတ်ဖြစ်နေသည်တရိษံဤအစစ်ခံချက်က တရားဝင်ဒီမဝင်ဒီကိုဖိဖယ်ပြီး ဓမြတွေကိုလက်ရဖမ်းမိခြင်းညောင်ပေမှာနှက်တင်ထားခဲ့သည့်လက်ရအဆာနာတွေကိုတွားရောက်စစ်ဆေးကြည့်ရှု၍မြင်တွေ့ခဲ့ရခြင်းမိဒီအညိုကြောင့်လက်စားချေလို့၍ဓမြတက်ရကြောင်းကိုဓမြအကောင်းဆောင်ဖြစ်သူကိုတင်းမောင်ကိုရိုင်းကဖြောင်းချက်ပေးထားခြင်းတို့ကြောင့်ဓမြများကသူတို့နှင့်ထိုက်တန်သောအပြစ်ဒဏ်ကို ခံသွားရပြီဖြစ်သည်အမှုစစ်တော်တရားသူကြီးကစက်တော်ကြီးကိုငွေ900ပေးပြီးဝယ်သည် ကိုပါအေးကမယောင်းချေဓမြတွေဖမ်းမိပြီးသုံးနှစ်များအကြာဝယ် ကျက်တော်ကြီးသည်သူ့အလိုလျောက်မကျမ်းမမာဖြစ်ပြီးတည်ဆုံးရှာသည်တရွာလုံးရှိသူတွေသည်မငိုသူမရှိကြယေရှုရှင်ဖြင့်အတိမတ်ပြုထားသောကျက်တော်ကြီးအတွက်မျက်ရည်မစဲနိုင်ဖြစ်ကြရသည် ကိုပါအေးတို့အိမ်သားများကဒါသမီးတည်ဆုံးပြီးတကယ်သူယူကျုံမရကြေခွဲကြလျက်နှင့်ဒါသမီးအရင်ကိုတကြိုပြီးတကယ်သူကျက်တော်ကြီးကိုတင့်တယ်ကောင်းမွန်စွာတကြိုခဲ့ကြသည်ရွာဦးဖုံးတော်ကြီးကျောင်းထဲကစီတီမှာတကွန်တိုင်းထူထားတာဆီယမ်မလေးတည်တည်ချာချာကြည့်မိလာကွယ် ချက်တော်ကြီးအကြောင်းပြောပြီးဆုံးတော့အခါအဖွားကြီးကမေးသည်ဟုတ်ကဲ့ကြည့်မိတယ်ဘွားကျမတွေ့ဘူးတဲ့တကောနိုင်နေဆိုရင်တိုင်ထိတ်မှာ အများအားဖြင့်ဟင်းသာရုပ်ပဲရှိတတ်တယ်။ခုဒီရွာက တကောနိုင်ထိတ်မှာတော့ဟင်းသာမဟုတ်ပဲချက်တူရွေးရုပ်ကြီးဘွားရဲ့အရာဟိုကိုပါအေးရဲ့ချက်တော်ကြီးပုံလားဘွားမခင်ရွှေက ဖြေးလဲဖြေးမေးလဲမေးသည်ဟုတ်တယ်ဆရာမလေးချက်တော်ကြီးကိုအဲ့ဒီနေရာမှာမြှုပ်ပြီးသူ့ဘော်တဲတဲကတကောနိုင်လို့မောင်ပါအေးတို့လှူထားခဲ့တာ။ အဖာကြီးကဖြေသည်အခုရမှာဥပ္ပါယီလိုရှိသေးလားမရှိကြတော့ဘူးကွတင်ခါရတွေကိုဆရာမလေးရဲ့မောင်ပါအေးတို့မိသားစုလည်းမရှိကြတော့ဘူးဟိုဓမြတိုက်တဲ့တင်းမောင်လည်းထောင်ချသွားပြီးမကြပါဘူးထောင်ထဲမှာပဲတည်တယ်လို့သိရတယ်အင်းလူစိုးလည်းတင်ခါရလူကောင်းလည်းတင်ခါရအလုံးမြေကြီးဩဇာဖြစ်သွားကြပြီပေါ့မခင်ရွှေကစိတ်ငြိမ်စွာနားထောင်နေရမှာဘဝပြောတဲ့ကြက်တော်ကြီးလိုဟာမျိုးကတော့တရိစံဖြစ်ပေမဲ့ တစ္ဆာတရားကို သိသိတယ်နော်ဘဘွာအဲ့ဒီအချက်မှာလူထက်တာသွားပြီရေပြာအံရွာနဲ့ပတ်သက်လာရင်တတိဆန်လည်းစိတ်ဝင်စားစရာအကြောင်းကလေးနဲ့ပဲနော်ဘဘွာခုပြောတော့အခါအဘွားကြီးကအင်းတတိဆန်ဖြစ်ပေမဲ့တစ္ဆာတရားရှိတယ်လို့ဆရာမလေးပြောတော့မောင်ပါအေးရဲ့ချက်တော့တာမဟုတ်ဘူးဘဘွာရဲ့ခွေးကလည်းတစ္ဆာရှိတာပဲဆရာမလေးရဲ့ခုအစပေါ်လိုက်ပြန်တော့အခါမခင်ရှိမျက်လုံးကျဲသွားပြန်နီဟုတ်ကဲ့ပြောပါအောင်ဘဘွာခုပွဲတောင်းလိုက်၏ ဟုတ်ကဲ့အခုဆိုရင်ရေပြအိမ်မှရွှေချက်တော်ဆိုတဲ့အပိုင်းလေးကိုပရိသတ်ကြီးများအတွက်တင်ဆက်ပေးလို့ပြီးပါပြီခင်ဗျာ။နောင်ကျန်ရှိနေသေးတဲ့အပိုင်းလေးတွေလည်းရှိသေးတဲ့အတွက် နောင်နေ့များမှလည်းပရိသတ်ကြီးကကျွန်တော်ရဲ့ channel လေးကိုလာရောက်ပြီးနောင်တင်ဆက်လာမယ်။စိတ်ဝင်စားစရာအပိုင်းလေးတွေကိုဆက်လက်ပြီးနားတော်တာဆင်မိကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာ။ဟုတ်ကဲ့အခုလိုမျိုးအချိန်ပေးပြီးနားတော်တာဆင်နေပေးကြတဲ့ပရိသတ်ကြီးများတဦးတယောက်ချင်းတွေကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာပရိသတ်ကြီးများအားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ